အုံးမဲမင်္ဂလာပါဒီနေ့ကတော့ coffee နဲ့ထိုင်းကြီးနဲ့ကိုအယောင်ဆက်လေးဖြောတောက်ဖြစ်တဲ့အရန်တောက်ကောင်းလုံးချမ်းရဲ့ page ရဲ့ကောက်သူတွေကိုလည်းမျှဝေပေးချင်တယ်ပေါ့နော်အခုအချိန်မှာတော်တော်များများစိတ်သက်ကြကြတယ်စိတ်မကောင်းစရာတွေတော်တော်လေးကိုကြုံတွေ့ကြရတယ်ပေါ့နော်ချမ်းကိုယ်တိုင်လည်းကြုံတွေ့နေရတဲ့အချိန်ပေါ့နော်အဲ့တော့အဲ့ဒီငလျင်လှုပ်တဲ့နေ့တုန်းကဆိုပြောပြအောင်မယ်နော်ချမ်းကိုယ်တိုင် hotel မှာခုနှစ်ထပ်ပေါ်မှာအပေါ်ကနေဓာတ်လေကားကနေဆင်းလာနေတဲ့အချိန်ဓာတ်လေကားထဲမှာစိနေတဲ့အချိန်เนาะ တော့တော်ရုပ်ကိုလှုပ်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျန်စဉ်းစားမိတာတခုကဒီအချိန်မှာငါသာတခုခုဖြစ်သွားမယ်ဆိုရင် ဖြစ်သွားခဲ့မယ်ဆိုရင်ငါမလှုပ်ရသေးတဲ့အရာတွေအများကြီးရှိတယ်မလှုပ်လိုက်ရမှာအရန်နောင်သားရမှာတေချာတယ်လို့စိတ်ထဲမှာအဲ့ဒါတခုပဲတွေးမိတယ်ဘာကြောက်လဲနော်ကျန်ရဲ့မိဘနှစ်ပါးကိုလည်းအများကြီးထပ်ပြီးတော့မှပြုစုပေးချင်သေးတယ်။ချင်းရဲ့ပိတ်တဲ့ကသူတွေလည်းကိုတက်ကျွမ်းတဲ့ပညာကနေအများကြီးလာမြှောက်ဝေပေးချင်သေးတယ်။ဘာကြောက်လဲဒီပညာတွေကနေတို့ကိုပိုင်လုပ်ငန်းလေး ေလှုပ်လို့ရအောင်မတိသေးတဲ့အရာလေးတွေတိသွားအောင်เนาะအများကြီးလာလှုပ်ပေးချင်သေးတယ်ဒီအချိန်မှာတခုခုဖြစ်သွားခဲ့ရင်ငါလှုပ်ရတော့မှာမဟုတ်ဘူးဆိုတော့စိတ်နဲ့ပေါ့เนาะအရန်ကိုမှကြောက်စိတ်တွေဝင်ပြီးတော့နောင်တလည်းရမိတယ်ပေါ့เนาะအဲ့တော့ဒီနေ့ပညာဒါနအနေနဲ့เนาะတတ်နိုင်တဲ့လောက်လေးကိုလာပြီးတော့မှဒီ page ကနေမျှဝေပေးမယ်အဲ့တော့ဘယ်လိုဖြောရလဲဆိုတော့ channel အတူတူတွားကြည့်ကြမယ်လားသူရင် channel အတူတူတွားပြီးတော့မှ like ဖြောစမ်းကြည့်မယ်လား ဒါကတော့ထိုင်းပြီးလက်ဖက်ညီ 50mm အရေထောက်ထားတဲ့ထဲကို노စီ 50mm ခက်မယ်မျိုးကိုရောမွေလိုက်မယ်နော်လို့စီရင်ကျွန်တော် coffee အရေ 45mm ထုတ်မယ် coffee ကတော့ကြိတ်ပြီးသားကိုပဲတုံးလိုက်တယ်ဆက်လေးနဲ့ထုတ်လိုက်မယ်နော်ဒါလောက်ဆိုရင်တော့ရပါပြီဒါလေးကတော့ထိုင်းပြီးကိုအရင်ထည့်လိုက်မယ်နော် ဲ့လေးမှုလိုက်မယ်။နွားနုတ်ထဲမယ်။ပြီးလို့ရှိရင်အပေါ်ကနေကော်ဖီအရည်45မီလီထည့်လိုက်မယ်နော်။ဒါလောက်ဆိုရပြီ။ဒါဆိုရင်တော့အရန်ကိုမှတောက်လို့ကောင်းတယ်။ ီ coffee တွေရောက်ပါပြီအားလုံးအတွက်အသည့်အစမ်းတွေလှုပ်တက်ဖို့အတွက်ကိုချမ်းအနေနဲ့မျှဝေပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျန်းမာချမ်းသာကြပါစေ